မအောင်ဆုံးအနေနဲ့ကျမတို့ကဆောနာတော့ကကျမတို့ပြောခဲ့တယ်လို့ပဲပေါ့နော်ကလေးတွေကအဲ့ဒီချိန်မှာစိုးရိမ်မှုကြောက်ရွံ့စိတ်တွေကြောက်ရွံ့စိတ်တွေကအရန်ကုန်မှသူတို့ကအာသူ့ခန္ဓာကိုယ်ကိုလွမ်းမိုးနေတာဖြစ်တယ်ဆိုတော့အဲ့ဒီကြောက်ရွံ့မှုစိုးရိမ်မှုတွေကိုအဲကျမတို့ကဖြည့်ဖြောက်ဖွေဖို့အတွက်လိုအပ်ပါတယ်ဆိုတော့ကျမတို့ကဆေးတိုက်လို့မရဘူးအဲ့ချိန်မှာမဟုတ်စိုးရိမ်မှုပေါ့နော်အဖြေပြောက်တဲ့ဆေးဆိုပြီးမှဆေးတိုက်လို့လုံးဝမရဘူးဆိုတော့ဘာလုပ်ရတယ်လဲဆိုတော့ကျမတို့ကသူ့ကိုပေါ့နော်စိုက်ကိုဆိုရှယ်ဆပော့ကိုပဲကျမတို့ပေးဖို့အတွက်လိုအပ်တာဖြစ်ပါတယ်ဆိုတော့ ပထမဆုံးအနေနဲ့ကျမတို့ကသူ့ကိုအချိန်ပေးရမယ်ကျမတို့ကသူနဲ့စကားပြောပေးရမယ်ဆိုတော့သူစိုးရိမ်တဲ့ဟာတွေပါလဲဘောနောဘေးရကိုသူကကြောက်ရွံ့နေတယ်လေဘေးရကသူ့စိုးရိမ်စီနေတယ်ဆိုတဲ့ဟာကိုသူ့ကိုပြောပြခိုင်းရမယ်ကြောက်ရွံ့တဲ့အရာတွေကပါလဲပြင်သူဘာနဲ့ပတ်သက်ပြောမှစိုးရိမ်မကိန်းဖြစ်ဖြစ်နေရလဲမိကိုမေးချင်တာတွေရှိသလားဘောနောအဲ့မိကိုနဲ့ပတ်သက်ပြောမှကျမတို့ကဖြေပေးဖို့အတွက်လိုအပ်တယ်နောက်ပြီးတဲ့ဒီအချက်လက်တွေကိုလည်းကျမတို့ကသူ့ကိုပြောပြပေးဖို့အတွက်လိုအပ်တာဖြစ်တယ်ဆိုတော့ ချိန်ပေးရမယ်သူ့ကိုနားထောင်ပေးရမှာဖြစ်ပါတယ်နံပါတ်၁တစ်ချက်ဆိုတော့ကျမတို့ကတော်တော်များများဆိုလို့ရှင်9000မှစိတ်ညစ်နေပါတယ်ဆိုမှဘာတွေလာမေးနေလဲမသိဘူးဒီကလေးကလည်းအဲဒါမျိုးတွေကျမတို့ကမလုပ်ရဘူးကိုသာစိတ်ချီရှည်မလုပ်ထားဘူးကိုရဲ့စိတ်ကိုဒီလိုမျိုးပေါ့နော်မပြင်ဆင်ထားဘူးဆိုရင်ကျမတို့ကဒီလိုမျိုးတုံ့ပြန်နိုင်ဖို့ရခိုင်တော့များတယ်လူကြီးတွေအနေနဲ့ဘာလို့လဲဆိုရင်ကိုကလည်းစိတ်စိတ်ဖိစီးနေတယ်လေနော် စိတ်ပီးစီးနေတဲ့အချိန်မှာကျမတို့ကဒီလိုမျိုးတုံ့ပြန်တတ်တာလေတဘာဝဖြစ်တယ်ဒါပေမဲ့ကျမတို့က react မလုပ်ဘူးကျမတို့က respond လုပ်ရမှာဖြစ်ပါတယ်တေချာစင်ချင်တုံ့တက်ပြီးတော့မှကျမတို့ကကလေးကိုတုံ့ပြန်ရမှာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကလည်းဒီလိုစကားပြောနိုင်ဖို့အတွက်ကိုအချိန်ကိုရှာဖွေယူရမှာဖြစ်ပါတယ် ဆိုတော့များတော့အဖြစ်ကျမတို့ကဒီချမင်းစားတဲ့အချိန်ပေါ့နော်ခဏနားတဲ့အချိန်တို့ဒါမှမဟုတ်အဲ့ရဝင်းကန်နေအချိန်တွေမှာဆိုလို့ရှိရင်အချိန်ရတတ်တယ်ဆိုတော့အဲ့ဒီအချိန်မှာကျမတို့ခုနပြောတဲ့အဲစကားကလေးတွေရဲ့စိုးရိမ်စိတ်တွေကိုကျမတို့ကမေးမြန်းဖို့အတွက်ကျမတို့လိုအပ်တာဖြစ်ပါတယ်ဆိုတော့ဒီအချိန်တိုင်းမှာပေါ့နော်ဟိုဟာမိဘတွေတော်တော်များများကလည်းခုဟာကိုလည်းစိုးရိမ်စိတ်တွေများနေတယ်အာနောက်ပြောမှဘေးကနေစလုံးလုံးလုံးရမှလည်းမသိပေါ့နော်ဟိုအလုပ်တွေကလည်းများနေတတ်တယ်ဟို အဖေတွေဆိုလို့ရှိရင်လည်းထူကြီး၎င်းပဲပေါ့နော်။ဟိုရက်ွက်မှာပေါ့နော်လောက်ရမဲ့ကူညီလောက်ကင်ဆောင်ရွက်ရမဲ့ဟာတွေကိုပဲအချိန်လို့အပြင်ထွက်ညမိုးချုပ်တဲ့အထိဟိုလူမှုကူညီရေးလုပ်ငန်းမှာပဲအချိန်ကုန်ပြီးတော့မှအိမ်မှာကြတော့အိမ်မှာပြန်လာလို့ရှိရင်တော့တခါတည်းအိပ်ရတဲ့တန်းဝင်ပေါ့နော်။ကိုယ့်ရဲ့လေးကိုအချိန်မပေးဘူး။ပေါ်တော့ဆိုတော့ဒီမျိုးဖခင်တွေကိုကျွန်မပြောချင်တာကပေါ်တော့ family ဗာလဲ community ဆိုတာဟာပေါ်တော့ဒီ society ဆိုတဲ့ဟာတစ်ခုကဒီ small family ဆိုတဲ့ unit တွေနဲ့ပေါ့နော်ဖွဲ့စည်းထားတာဖြစ်ပါတယ်ဆိုတော့အကုန်လုံးတက်လို့တာတမျောက်တက်လို့တာကောင်းပါတယ်ဒါပေမဲ့တင်းရဲ့မိသားစုကလည်းဒီဒီပေါ့နော် community တစ်ခုလုံးရဲ့ unit တစ်ခုထဲမှာပါနေတာဖြစ်တယ်ဒီအတွက်ကြောင့်မို့ကျွန်တော်တို့ကကိုယ့်ရဲ့ family ကိုလည်းပထမအဆုံးဂရုစိုက်ဖို့အရေးကြီးပါတယ်ကိုယ့်ရဲ့ family ကိုယ့်ရဲ့ family member တွေရဲ့အဲအခက်အခဲတွေကို ဖြေရှင်း ဖို့ကပထမဖြစ်တယ်ပြီးမှပဲသူတို့အဆင်ပြေတယ်ဆိုတဲ့ချိန်မှာအာဘောနော်ဒီအဖေတွေအနေနဲ့အပြင်ထွက်ပြီးသူများကိုကူညီလို့ရပါတယ်ဆိုတော့ပြင်ထွက်ကိုသူများကိုကူညီတယ်ကိုကိုမိသားစုထဲမှာပြိုလဲနေဘာထုလဲဘောနော်သူများကိုတိဆောက်ရေးတွေလုပ်နေကိုကိုတိုင်ကပြိုလဲနေလို့အဆင်မပြေဘူးလေနော်ဆိုတော့ဒါလေးကိုလည်း အဲပြောချင်ပါတယ်အဲဆိုတော့နောက်တစ်ခါဒီလိုမျိုးပေါ့နော်ကျမတို့မိကွန်းတို့နဲ့စကားပြောတဲ့အချိန်မှာပေါ့နော်တို့ရဲ့မိကွန်းတို့ရဲ့အဖြေကိုတိတိကျကျနဲ့ပေါ့နော်ရူးရူးသားသားနဲ့ short to the point ဖြေတာအကောင်ဆုံးဖြစ်ပါတယ်ဆိုတော့ဒီပေါ်မှာတို့ရဲ့ထင်မြင်ယူဆချက်တွေကိုကျမတို့ကလည်းမေးမြန်းဖို့အတွက်အဲလိုအပ်တာဖြစ်တယ်ဆိုတော့တခါတည်းချလို့ရှိရင်ဖြစ်ပြက်သွားတဲ့ဒီပြဿနာတွေကိုကျမတို့ပြောပြတဲ့အချိန်မှာအကလေးတွေကဟိုချို့တော့ဟိုပါပေါ့အတုံးတုံးတွေကိုနားမလည်တာမျိုးတွေလည်းရှိတယ်ဆိုတော့အဲ့လိုမျိုးအခြေအနေတွေမှာဆိုလို့ရှိရင်အဲ အတခါတလေမှာပေါ့နော်ဒီကလေးတွေကိုဆိုလို့ရှင်ဒီငလေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျမတို့ပြောပြတဲ့အချိန်မှာပေါ့လေနော်သူတို့နားလေလွယ်တဲ့အဒီပုံပြင်လေးတွေပေါ့နော်စတိုရီမိတ်ကပ်စတိုရီဖြစ်ဖြစ်ရတယ်ပေါ့နော်ဒါလေးတွေနဲ့ပြောပြဖို့အတွက်အကျမတို့လိုအပ်တာဖြစ်ပါတယ်ဥပမာအဖြစ်ဆိုလို့ရှင်ဩတော်ထဲမှာတတိယဆန်လေးတွေနေနေတဲ့အချိန်မှာတနေ့တော့အချိန်မှာပေါ့လေနော်ဒီလိုမျိုးအမြေကြီးတွေတုံလာတယ်တုံလာတဲ့အချိန်မှာဒီရှင်ကလေးတွေကဒီတတိယဆန်လေးတွေကဆူဆူစီစီနဲ့တနေ့မှာပုံနေကြတယ်တဲ့အဲဒါလိုမျိုးပေါ့နော်ဒီလိုမျိုးတတိယဆန်လေးတွေနဲ့ဥပမာပေးပြီး ောမှဒီငလင်အကြောင်းကိုပြောတယ်မိငလင်ကိုဘလို့မျိုးကြော်လွားနိုင်ခဲ့တယ်ဆိုတဲ့ဟာကိုတရိစ္ဆာန်လေးတွေနဲ့ပုံတူပတ်စလေးတွေလုတ်ပြေးมาလဲကလေးကိုပြောပြလို့ရတယ်ဒီချိန်မှာသူတို့ကပုံပြောမှာဒီငလင်နဲ့ပတ်သက်ပြီးစိုးရိမ်မှုတွေကိုရောကြသွားနိုင်တယ်အော်ဒီလိုမျိုးကြော်ဖြတ်ကြပါလားဆိုတဲ့ဟာကိုလည်းသူတို့ကတည်လာနိုင်တာဖြစ်တယ်ဆိုတော့ဒီလိုပုံစံလေးကျမတို့ပြောပြလို့ရမှာဖြစ်တယ်နောက်တစ်ချက်ကလူကြီးတွေအနေနဲ့ပေါ့နော် ကိုအချင်းချင်းပြောတဲ့နေရာမှာစကားပြောတဲ့နေရာမှာအိမ်မတန်တတိထားရပါတယ်။ဆိုတော့ဘာပြောချင်တာလဲဆိုတော့ဆိုတော့ကျမတို့လူကြီးတွေကဒီလိုမျိုးတဘာဝဘေးအန္တရာယ်ကျမတို့ကြုံတွေ့ရနောက်ပိုင်းမှာပေါ့နော်ဒီမီဒီယာပေါ့နော်မီဒီယာမှာ တက်လာသမျှဒီ news တွေကိုကျမတို့ကလိုက်ကြည့်တယ်ဟိုကဘာဖြစ်ပြန်ပြီလဲဒီကဘာဖြစ်ပြန်ပြီလဲဆိုပြီးကျမတို့ကလိုက်ဖတ်တယ်ကိုကိုတိုင်းလဲစိုးရိမ်တယ်ပြီးအချင်းချင်းတွေးကြတဲ့အချိန်မှာလဲဒီเจ้าနေပဲပြောကြတယ်အေးထလုံးအောင်ပါတဲ့တော့ဘယ်နှနာရီမှာလုံးအောင်ပါတဲ့ဘယ်နှစ်ဘယ်နှစ်ထိကြပါတဲ့တတိထားရအောင်ပါတဲ့ဆိုတော့နောက်တစ်ခါပိုပြင်းပါတဲ့စသည်ဖြင့်ကျမတို့ကပေါ့နော် line ပေါ်ကနေဟုတ်တာရောမဟုတ်တာရောအကုန်တင်တဲ့ဟာတွေကိုကျမတို့ကအချင်းချင်းစကားပြောတဲ့အချိန်မှာလဲဒီမျိုးထည့်ပြောတတ်တယ်ဆိုတော့ကျမတို့စကားပြောတဲ့နေရာမှာကလေးတွေရှိတတ်တယ်ဆိုတော့ကလေးတွေကကို ပြောတဲ့ဟာကို ကြားပြီးတော့မှသူတို့ကပို့ပြီးစိုးရင်တတ်တယ်။ဟုတ်ဆိုကျွန်တော်တို့အနေနဲ့ကိုတာဖတ်ပြီးတပားတူတွေကအဲဒီလိုလိုပြောတယ်ဟဲ့ဆိုပေမဲ့ကို့စိတ်ထဲမှာ100%ပေါ်တော့ဒီတည်င်းကိုယုံချင်မှယုံမယ်။ဒါပေမဲ့ဒီလိုမျိုးပြောထွက်လိုက်တဲ့အချိန်မှာကလေးတွေကသူတို့မှာဟုတ်ဤမဟုတ်ဤဖြစ်နိုင်ခြင်းမဖြစ်ဘလောက်ထိဖြစ်နိုင်ခြင်းရှိရမရှိဘူးဆိုတာသူတို့မှာဝေဖန်သုံးသပ်နိုင်စွာမရှိပါဘူး။အဲ့ချိန်မှာခင်ဗျားကျွန်တော်တို့ပြောလိုက်တဲ့အတိုင်းပဲသူကဟိုလက်ခံပြီးတော့မှဒါကို ကြောက်ရွံ့မှုတွေပိုပြီးဖြစ်စေရဖြစ်တယ်။ဒါကြောင့်မို့လို့ကျမတို့ဒီစကားပြောတဲ့နေရာမှာကျမတို့ရဲ့ဒီတည်င်းအချက်လက်တွေကိုကျမတို့ပြောကြတဲ့အချိန်မှာအာပေါ့နော်ကလေးတွေရှိမှာပေါ့နော်အဲတတိထားမှာဖြစ်ပါတယ်။ဆိုတော့ကျမတို့အတွေ့အကြုံဆိုလို့ရှိရင်လည်းဒါနဲ့ပတ်သက်ပြီးတော့မှတကယ်ကိုရှိခဲ့ရှိခဲ့တယ်ပေါ့နော်။ ဆိုတော့ကျမတို့ကအခုလိုပဲပေါ့အဲဒီလိုမျိုးဖြစ်ပြီးအောင်မှာကျမတို့ရှောင်းတင်းတယ်ဘလုံးပွေးမှာဘလုံးကွေးမှာသွားပြီးကျမတို့ရှောင်းတင်းတယ်အာကိုဟာကိုပေါ့နော်တည်င်းတွေကိုလည်းလိုက်ကြည့်ပြီးအောင်မှာဒီလိုဒီလိုဟဲ့ပြဒီလိုဒီလိုဒီလိုဆိုပြီးမှပြောချတဲ့အချိန်မှာကလေးတွေကညနေဆောင်လို့ကျမတို့အိမ် ပြန်ကြမယ်လို့ပြောတဲ့အချိန်မှာအိမ်ပြန်ခေါ်လို့မရတော့ဘလို့လဲဆိုတော့သူတို့ကထလုံအောင်မယ်ဆိုထလုံအောင်မယ်ဆိုအမေပြန်သွားလို့မရဘူးအဲဒါပြန်ပြိုချလိုက်မယ်အဲ့မျိုးတွေသူတို့ကဒီလိုမျိုး ီလိုစိတ်ဖြစ်သွားတဲ့အတွက်ကြောင့်မလို့သူတို့ကထပ်ပြီးတော့မှသူတို့ကိုကျမတို့ကအိမ်ပြန်ခေါ်လို့မရတဲ့အနေအထားဖြစ်လာဆိုတော့တကယ်တော့ကျမတို့ကတကယ်ဖြစ်မယ်မဖြစ်ဘူးဆိုတာကျမတို့အနေနဲ့ဆိုလို့ရှိရင်ဟိုဘယ်လိုပြောမလဲဖြစ်ချင်ဖြစ်မှာဖြစ်ချင်မဖြစ်ဘူးဒါကကျမတို့ကောင်းထဲမှာရှိတယ်ပေါ့ဒါပေမဲ့သူတို့ကတော့ဒါကိုကျမတို့ပြောတဲ့စကားပေါ်မှာသူတို့ကဟိုယုံကြည်သွားတယ်ဆိုတော့အဲ့အချိန်မှာကျမတို့ဘာလုပ်ရလဲဆိုတာပြန်ပြီးအချင်းချင်းအချက်ပြပြီးအောင်မှမဖြစ်တော့ဘူးနော်မဖြစ်တော့ဘူးပြီးသွားပြီစတင်ဖြစ်ပေါ့ဟုတ်တယ်မဖြစ်တော့ဘူးဆိုပြီးမှပြန်ပြီးကလေးတွေရှေ့မှာဒီလိုမျိုး conversation ကိုပြန်ပြီးကျမတို့ကပြောရတယ် အချင်းကြားမှာပဲကျမတို့ကကလေးတွေကိုအိမ်ပြန်ခေါ်လာလို့ရတာဖြစ်တယ်။ဆိုတော့ဒါကအင်မတန်ရေးကြီးပါတယ်ဒီတစ်ချက်ပေါ့လေနော်။ဆိုတော့တော့ကကျမတို့ပြောခဲ့တယ်ပေါ့လေနော်။ဆိုတော့ကလေးတွေကအဲ့ချိန်မှာ safety ပေါ့နော်ဒီလုံခြုံနေဆိုတဲ့စိတ်ကကျမတို့ကပျောက်သွားတယ်။ ပျောက်သွားတယ်ဆိုတော့လုံချုံတဲ့စိတ်ဆိုးတဲ့စိတ်ကဘလောက်အရေးကြီးလဲကျမတို့ရဲ့အသက်ရှင်ရှင်တန်ဖို့အတွက်ဆိုတော့ Maslow ရဲ့ hierarchy of needs တဲ့မှာအခြေခံအကျဆုံးတဲ့မှာရှင်တန်ဖို့အတွက်လူတစ်ယောက်ရှင်တန်ဖို့အတွက်အစာအစာလိုတယ်အောက်ဆီဂျင်လိုတယ်အကွက်အကလိုတယ်လုံချုံမှုလိုတယ်ဆိုတော့ပေါ့နော်ဒီတကုံးကလုံးဝ basic need တဲ့မှာပါတဲ့အရာဖြစ်တယ်ဆိုတော့ဒီဟာတစ်ခု ပေါ့နော်ကျမတို့မှာဟာသွားတဲ့အချိန်မှာရှင်တန်ဖို့အတွက်အင်မတန်ခက်ခက်လာတဲ့အနေအထားဖြစ်တယ်ဆိုတော့ဒါကြောင့်မို့လို့ကလေးတွေကိုကျမတို့ကသူတို့ feel safe ဖြစ်ဖို့အတွက်ကျမတို့ကပြန်လည်ပြီးမှဖန်တီးပေးဖို့အတွက်အင်မတန်အရေးကြီးပါတယ်ဆိုတော့ကလေးတွေကိုလုံခြုံဖို့အတွက်ပေါ့နော်သူတို့ feel safe ဖြစ်အောင်ကျမတို့လုံလုံမယ်ဆိုတဲ့နေရာမှာ ရုပ်ပိုင်းဆိုင်ရာ လုံခြုံခြင်းနဲ့ဒီစိတ်ပိုင်းဆိုင်ရာလုံခြုံခြင်းနှစ်ခုပါတာပေါ့လေနော်ဆိုတော့ဆွဆွလုံးကကျမတို့ပြောခဲ့တယ်လို့ပဲအရှိမပါကျမတို့တို့ရဲ့မိကွန်းတွေတို့ရဲ့စိုးရိမ်တဲ့မိကွန်းတွေကိုဖြေဆိုပေးခြင်းအပြင်တို့ရဲ့စိတ်ကိုလုံခြုံအောင်ကျမတို့ကအာလှုပ်ပေးလို့ရတာမျိုးဖြစ်တယ်လို့မျိုးအာဒီရုပ်ပိုင်းဆိုင်ရာလုံခြုံခြင်းပေါ့နော်ဒီအတွက်ပါကျမတို့ကအာသူ့ကိုကျမတို့ကအာလှုပ်ပေးဖို့အတွက်လိုအပ်တာဖြစ်တယ်ဆိုတော့ ဒီရုပ်ပိုင်းဆိုင်ရာဆိုတဲ့နေရာမှာအာနံပါတ်၁က तू safety ပေါ့နော်ဒီ safe ဖြစ်တယ်ဆိုတဲ့ခံစားချက်ရအောင် तू ကို safe ဖြစ်တဲ့နေရာမှာကျမတို့ကထားရမယ်။ safe ဖြစ်တယ်လို့ကျမတို့ကပြောတဲ့အချိန်မှာဆိုတော့ အမိုးအကာမရှိတဲ့နေရာပေါ့နော်ဆိုတော့အဲ့ဒါကတော့သူ့အတွက်လက်တလောရတော့ပေါ့နော်ကျမတို့အတွက်အလုံးကျုံဆုံးပဲဘာလို့လဲဆိုတော့အခုလောလောလတ်လတ်ပဲဒီတိုက်တွေပေါ့နော်မျက်စိရှေ့မှာပြိုသွားတယ်ပြိုပြက်တွေတည်းကနေကျမတို့ပြေးဆင်းလာရတဲ့အချိန်မှာဒီလိုမျိုးအတိုက်တာအဆိုင်အုံတွေဟာကျမတို့အလုံးကျုံမှုမပေးနိုင်ဘူးဆိုတော့ကျမတို့တိလိုက်ရတဲ့အချိန်မှာသတ်ပြိုကြမှာကိုကျမတို့ကကြောက်တဲ့အချိန်မှာပြိုကြစရာမရှိတဲ့နေရာကကျမတို့အတွက်ကတော့ပေါ့နော်အလုံးကျုံဆုံးဖြစ်နေရပါ အဲ့ဆိုတော့အဲကျမတို့ကဒီလိုမျိုးပေါ့နော်အလုံးချုံဆုံးဆိုတဲ့အဲ့ဒီပေါ့နော်အာဒီအကွယ်အကာနဲ့မဟုတ်တဲ့နေရာကတော့လေအဲရေတိုးအတွက်ကတော့ခဏအတွက်အဆင်ပြေမယ်ကျမတို့ရေရှည်မှာဒါကတော့ကျမတို့အတွက် solution ကဟုတ်နေပြန်ဘူးလုံချုံတယ်ဆိုတဲ့ဟာအတွက်ပေါ့နော်အဖြေကဟုတ်မနေဘူးနော်ဆိုတော့အဲ့ဒီမှာကျမတို့ကအဲမဖြစ်မနေအချိန်တခုမှာကျမတို့ကဒီပေါ့နော်အကွယ်အကာပေါ့နော်မိုးတန်လေးတန်ဒီဘာဘေးအနေကိုအာကာကွယ်တဲ့ အကာအကွယ်ရှိတဲ့နေရာမှာကျမတို့ကပြန်လည်ပြီးတော့မှကျမတို့ကအိတ်ဆက်ရမှာဖြစ်တယ်အိတ်တွေကိုပြန်ပြန်သွားမှာဖြစ်တယ်ဆိုတော့အဲ့လိုမျိုးဖြစ်လာတဲ့အနေအထားမှာကလေးကိုကျမတို့ကရှင်းပြဖို့အတွက်လိုအပ်တယ်ဆိုတော့တကယ်လို့များပေါ့နော်ဒီလိုမျိုးဖြစ်လာတဲ့အချိန်မှာကျမတို့ရဲ့ escape ပေါ့နော်ဒါကိုကျမတို့ကအာကြော်လွားနိုင်ဖို့အတွက်ကျမတို့ပါပေါ့နော်ဒီထွက်မြောက်ဖို့အတွက်နီးလန်းတွေဘယ်လိုပြင်ဆင်ထားတယ်အဲဘယ်လို solution ဘယ်လိုလုပ်မလဲဘယ်လို solution အဖေကဘယ်လိုပြင်ဆင်ထားပြီးတာအမေကဘယ်လိုတားအနေနဲ့ဒီလိုမျိုးကြုံလာပြီးဆိုရနဲ့အာတားတို့အဖေတို့အမေတို့ဘယ်လိုထွက်ပြေးကြမလဲ ဒါကြောင့်မလို့အသက်အန္တရာယ်အတွက်ဘောနော်လွံ့မြောက်နိုင်မှုနည်းလမ်းရှိတယ်ဆိုရဟာကိုကျမတို့ကပြောပြတာတို့လေ့ကျင့်တာတို့ပေါ့နော်ဒီလိုလှုပ်ပေးခြင်းအားဖြင့်ကျမတို့ကသူ့ရဲ့စိုးရိမ်မှုကိုစိုးချစေတာမျိုးဖြစ်တယ်လို့မျိုးပဲတကယ်တကယ်တကယ်ကြုံလာတဲ့အချိန်မှာလဲသူ့အတွက်ပေါ့နော်ဒီ skill တစ်ခုရရှိတော့မှာဖြစ်ပါတယ်ဆိုတော့ဒါကကလေးတွေရဲ့အဲပေါ့နော်လုံခြုံဖို့နော်စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာလုံခြုံဖို့အတွက်ကျမတို့ကအာလုပ်နိုင်တဲ့အပိုင်းတွေဖြစ်တယ်ပေါ့လေနော်